န်နီဘောမြို့ရဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်အခုတစ်ခေါက်မန်နီဘောအတွက်သုံးသပ်သွားမယ့်အကြောင်းအရာကဒီဟွာမတာဆိုတဲ့ကစားသမားပေါ့နော်အားလုံးသိကြတယ်ဒီကျွန်တော် Chelsea ရဲ့ကံတော်ဝင် Manchester United မှာလည်းဒါနာမည်ကျော်ကစားသမားတစ်ဦးဖြစ်ကစားခဲ့တယ် Spain League စဉ်အသင်းရဲ့ဒါကံတော်ကစားသမားတစ်ဦးလည်းဖြစ်တယ်ဟွာမတာဟွာမတာကိုကျွန်တော်ကကောင်းစဉ်တော့ကျွန်တော်အကြမ်းဖြင့်စဉ်းစားထားတာကဟွာမတာဘောလုံးသမားစီးပွားရေးသမားစိုင်းစီယာဘလော့ကာဟွာမတာဆိုပြီးကျွန်တော်စဉ်းစားထားတယ်ပေါ့နော် တော့သူနဲ့ပတ်သက်ပြီးတော့လေကျွန်တော်အထူးကတည်းပြိသက်တော်တော်များများလေဒီဖော်မတာကတို့ခေါင်းထဲကနေပြီးတော့နည်းနည်းလေးမိမိတိတိဖြစ်နေကြလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အရန်လေးစားတဲ့ဒီကွင်းတွင်းလဲလေးစားသလိုကွင်းပြင်မှာပို့ပြီးတော့တော့မှလေးစားမိတဲ့ကစားသမားတူဖြစ်တဲ့အတွက်အဲကျွန်တော်ကဒီဖော်မတာအကြောင်းကိုအခုဒါ31ဆက်လိုက်တာပေါ့နော်ဆိုတော့အရင်ဆုံးဒီဖော်မတာနဲ့ပတ်သက်ပြီးတော့ပြောချင်တဲ့အကြောင်းကဘာလဲဆိုတော့ အခုဝါမတာပြီးတော့ချယ်လနီပြီးတော့ဒီအင်္ဂလန်လက်ရေးစင်အမျိုးသမီးအသင်းရဲ့ကန်နန်ကလာမတူဦးဖြစ်တဲ့အလုခိုဆိုတော့သူတို့တွေပေါင်းဆက်ပြီးတော့ကျွန်တော်တို့အမျိုးသမီးဘောလုံးအသင်းတစ်သင်းကိုသူတို့ဝယ်တယ်ပေါ့အမျိုးသမီးဘောလုံးအသင်းတစ်သင်းအဲ့တော့အဲ့ဒီအမျိုးသမီးဘောလုံးအသင်းတစ်သင်းကိုသူတို့က Mercury ဒီ13ဆိုတဲ့ဒီ project အောက်ကနေပြီးတော့သူတို့ဝယ်တယ် Mercury 13အဲ့ Mercury 13မှာအဲ့ဒီအမျိုးသမီးအသင်းကဘယ်အသင်းလဲဆိုတော့ကျွန်တော် Bristol City အသင်း ဘရစ်စတိုစီတီအသင်းဟာကျွန်တော်အင်္ဂလန်မှာအင်္ဂလန်မှာကဟိုအမျိုးသမီးဘောလုံးအသင်းဆိုတာကတရားရက်တည်တဲ့အသင်းတွေနဲတယ်မရှိသလောက်နဲတယ်တော်တော်များများကမှ Chelsea အမျိုးသားအသင်းရှိတယ်အဲ့ဒီအမျိုးသားအသင်းကနေပြီးတော့ Chelsea အမျိုးသမီးအသင်းဆိုပြီးဖြစ်လာတယ် Chelsea club အသင်းကနေပြီးတော့အမျိုးသားအသင်းလှုပ်ရင်းနဲ့နောက်ပိုင်းမှာအမျိုးသမီးဘောလုံးတဖြည်းဖြည်းနဲ့စတင်လာတဲ့အချိန်မှာအမျိုးသမီးအသင်းကိုခွဲထုတ်တယ် Man City အမျိုးသားအသင်းပြီးတော့ Man City အမျိုးသမီးအသင်း United အမျိုးသားအသင်း United အမျိုးသမီးအသင်း Arsenal အမျိုးသားအသင်း ာဆင်နယ်အမျိုးသမီးအဲ့လိုမျိုးပုံစံနဲ့အဲ့ Bristol တို့ဘာလို့လဲအဲ့ဒီလိုပုံစံမျိုးဒါပေမဲ့အဲ့ဒီမှာမှဟိုမှာ Chelsea ဆိုတော့ Chelsea ဆိုဒီအမျိုးသားအသင်းကိုပိုင်တယ်လို့ဒီဒီအမျိုးသမီးအသင်းကိုလည်းပိုင်တယ်အမျိုးသမီးအသင်းကိုပိုင်တယ်ထဲမှာဒီအမျိုးသမီးအသင်းရဲ့ share တချို့ကိုဘယ်သူကိုထုတ်ပြီးတော့ရောင်းလိုက်ပြီးဘယ်သူကိုထုတ်ပြီးရောင်းလိုက်ပြီးဆိုတာမျိုးအဲဆိုတော့အဲအဲ့ model လေးတော့ကြည့်တယ်အခုကကျော် Bristol City ကကျတော့ Bristol City ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရှိမယ်ပြီးတော့ Bristol City အသိရဲ့ဒီ symbol ဒီအသိရဲ့ပုံရိပ်ဒီဒီအရာတွေအကုန်လုံးအောက်မှာရှိမယ်။ဒါပေမဲ့အမျိုးသားအသိကိုပိုင်တာကတသက်တစ်ဖွဲ့အမျိုးသမီးအသိကိုပိုင်တာကတသက်တစ်ဖွဲ့ဆိုတဲ့ပုံစံမျိုးသွားတာ။အဲ့ဒီအမျိုးသမီးအသိကိုကိုကျွန်တော်တို့ကဒီ Kelini, Wamata ပြီးတော့ဟိုနောက်တစ်ယောက်ကတော့အဲ့လိုမျိုးဒီဘယ်လိုခေါ်မလဲ။ကျွန်တော်တို့ Mega Multi Club လိုမျိုး project တွေအတွက်လိုက်ပြီးတော့စူးစမ်းနေတဲ့ ဒီအမျိုးသမီးရှေ့ဆောင်လမ်းပြထုတ်ဦးပဲဒီ Cochevina Renal ဆိုတာအဲ့အမျိုးသမီးသူတို့တွေပေါင်းဆက်ပြီးတော့ဒီအသင်းကိုဝယ်လိုက်တယ်ဝယ်တဲ့အခါမှာဒီသူတို့ဒီ multi club lover အတွက်အရင်ဆုံးသူတို့စပြီးတော့ဝယ်တာကဒီ Como Como ပြီးတော့အခုဒါ Bristol City Woman ဆိုတော့ Bristol City Women's ကိုလည်းသူတို့ဒါ sharing အများကြီးအခုဒါမတာတို့သူတို့နောက်ဆုံးဘယ်ထိသူတို့သွားမလဲဆိုတော့ ဟိုစုပြုံပြီးတော့သုံးမှာတော့မဟုတ်ပဲねဖြည်းဖြည်းဖြည်းချင်းသူတို့ဒေါ်လာတန်း100ပေါင်း83တန်းအထိသူတို့သုံးသွားမှာသုံးသွားရင်းနဲ့တဖြည်းဖြည်းနဲ့ဒီအသင်းကိုဒီအင်္ဂလန်မှာဆိုရင်သူတို့ WSL ရဲ့ out တစ်ဆင့်ပေါ့ second tier မှာရှိတယ်။အဲဒီကနေပြီးတော့မှ WSL ကိုရောက်ဖို့ WSL ကိုရောက်ပြီးအခါကြာရင်ပြီးရင်တခါဒီဒီအမျိုးသမီးဘောလုံး Champions League ပြိုင်ပွဲမှာဝင်ဝင်ရဖို့အဲ့လောက်အထိသူတို့ကဖြည်းဖြည်းချင်းသူတို့ကဒီအသင်းအင်အားကိုတိုးချဲ့သွားဖို့ဒါသူတို့စဉ်းစားထားတယ် အဲ့စဉ်းစားထားတဲ့အခါဆောစောပြောသလိုပဲကျွန်တော်တို့ဒီနမကျော်ကစားသမားတွေရဲ့ပုံရိပ်ကိုလည်းယူထားတယ်။တခြားကစားသမားတွေကိုလည်းသူတို့ဖိတ်ခေါ်တယ်။ဆိုတော့ဒါကဟွမ်မတာရဲ့ပထမဆုံးလွတ်ဆောင်ချက်ပေါ့နော်။ဒါအမျိုးသမီးအသင်း။အဲ့မှာဒီသူတို့ Mercury 13ဆိုတဲ့ခေါင်းစဉ်ပေါ့နော်။အဲ့ခေါင်းစဉ်ကလည်းဟိုစိတ်ဝင်စားဖို့ကောင်းတာပါလဲဆိုတော့အမျိုးသမီး empowerment ကိုသူတို့ကိုစားပြုလာ။ကျွန်တော်တို့ NASA က1960ကျော်လုံးကဒီအာဂတရှင်မှုတင်တဲ့အတွက် ီဟိုဟာဖြစ်ပြီးတော့လူရွေးချယ်တဲ့အခါကျတော့အမျိုးသမီး73ဦးစလုံးကိုခြံခဲ့တယောက်မှမရွေးဘဲနဲ့အဲ့မှာအဖွေဒီနာဆာကိုနဲ့ကိုဒီဒီဘလုတ်ကွန်မလဲဆိုတော့ဒီဂျန်ဒရာပေါ့နော်ဒီလိန်ခွဲခြားဆက်ဆံမှုနဲ့ပတ်သက်ပြီးတော့အဝိုင်းလို့ဝေဖန်ကြတယ်ဝေဖန်ကြပြီအဲ့ဖြစ်ရကနာမည်လည်းကြီးခဲ့တယ်အဲ့13ပေါ့နော်အမျိုးသမီး73ယောက်ဆိုတော့အဲ့73ကနေကိုယူထားပြီးတော့ marketing mercury 13ဆိုတဲ့ဟာကိုသူတို့လောက်တာဆိုတော့အဲ့ဒါကဝမ်မာတာရဲ့ပထမခြေလှမ်းပေါ့အဲ့တော့ဝမ်မာတာက တခြားကျွန်တော်ထပ်ပြီးတော့ဟွမ်မာတာကြောင်းအဓိကပြောမှဖြစ်တဲ့အတွက်တခြားတွေကိုဆက်ပြီးတော့ပြောကြင်တာကအပေါ်လုံးအပြင်မှာသူတို့လုံနေတဲ့အလုပ်တွေတဲမှာဟွမ်မာတာကတကယ် intellectual တကယ် modern footballer နာမည်ကျော်ကသားသမားတွေအများကြီးရှိခဲ့တချို့လည်းပညာတွေတက်တယ်တချို့လည်းပညာမတက်ဘူးဟွမ်မာတာကကြတော့ဒီဘောလုံးကစားနေရင်းနဲ့ပေါ့ professionally ဘောလုံးကစားနေရင်းနဲ့ပေါ့ sport science ဖွဲ့ယူထားတယ် marketing ပညာဖွဲ့ယူထားတယ်အဲ့ဒီအတွက်ပြီးတော့ပြီးတော့ဒီဘာသာစကားတွေအများကြီးသူကျွမ်းကျင်တယ် ဆိုတော့ဝမ်မာတာကတကယ်တကယ်ကိုဒီ education မှာရောဘောလုံးမှာရောအရင်အောင်မြင်တဲ့သူပြီးတော့သူဟာ science ဆရာလည်းဖြစ်တယ်အာ science ဆရာလည်းဖြစ်တယ် blogger လည်းဖြစ်တယ်အဲ့တော့အဲ့မှာဒီသူစာသူ့ရဲ့စာအုပ်ပေါ့နော် suddenly a footballer ဆိုတဲ့စာအုပ်ဆိုတော့ကျွန်တော်ဖတ်ပြီးသွားပြီ အမှတ်တရတွေလည်းအများကြီးပါသလိုအဲ့အမှတ်တရအပြင်ကိုဘဝဒသနာနဲ့အခြေခံနဲ့အကြောင်းအရာအများကြီးပါတဲ့အတွက် အားကစားဒီသမားတယောက်ကနေပြီးအားကစားသမား အကြောင်းကိုရေးတဲ့ဆောင်မျိုးမဟုတ်ဘဲနဲ့တကယ်ဘဝဘဝနဲ့ပတ်သက်တဲ့ဒီ philosophy နဲ့ life နဲ့ society နဲ့ပတ်သက်တဲ့စောက်တို့ကိုဖတ်ရတယ်လို့ခံစားရတယ်။တကယ်အရင်လဲကောင်းတယ်။အဲ့စာကိုကကျွန်တော်ဟိုတော်တော်လေးကြိုက်တဲ့စာအုပ်ထဲမှာပါတယ်ပေါ့နော်။ဒီအဝမတာရဲ့စာအုပ်ကနောက်ဆုံးဒီစာအုပ်ရဲ့ tone ကအစကျွန်တော်ကြိုက်တယ်။ writing style ကအစကြိုက်တယ်။ဘာကြောင့်လဲဆိုတော့ဒီဝမ်မတာရဲ့ဒီ suddenly a footballer ဆိုတဲ့စာအုပ်ကအရင် one ဖြစ်တယ်။ဒီစာအုပ်ကိုဖတ်ရတာ။ပြီးတော့ ဖက်နေရင်းနဲ့တွေးစရာတွေပေါ်တယ်တစ်ဖက်ဖက်ပေါ်တယ်ပြီးတော့ကိုကူကိုလည်းပြန်တွေးမိစေတယ်တခြားသူတွေအကြောင်းလည်းတွေးမိစေတယ်ဆိုတော့ဆောင်းမျိုးဟိုတော်တော်လေးကိုဒီဟိုဘလော့ကောင်းကိုရဲ့အတ္တကိုအခြေပြုထားတယ် ego driven ကိုရှောင်ပြီးတော့ my career ဆိုတဲ့ဘက်ကိုသူတွားထားတာမဟုတ်ဘူးတခြားဒီဘလော့ကောင်းလေအထုပ်ပတိအာသာသမားတွေအထုပ်ပတိစောက်တော်တော်များများလို့သူတို့ဘဝအကြောင်းသူတို့သူတို့ဘဝအကြောင်းထဲမှာပါသူတို့ဘလုံးအကြောင်းအဓိကပေါ့ဘယ်ပွဲဘယ်ပွဲဘယ်ရဘယ်ဖလား ဘယ်အချိန်တော့အဲ့ဒီဟာတွေမဟုတ်ဘူးအဲ့ဒီအစာသူရေးထားတဲ့ပုံစံကဒီဘယ်လိုခေါ်မလဲဖတ်တဲ့သူတွေကိုလည်းရှင်းရှင်းလင်းလင်းနားလည်နိုင်လောက်မဲ့အရေးအသားကောင်းကောင်းနဲ့အရန်ငွေထွေးတဲ့အရေးအသားမျိုးနဲ့ဘဝအကြောင်းတွေအမှဒီဆူပလာတွေအကြောင်းပြီးတော့မှတ်တမ်းမှတ်ရာတွေအကြောင်းဆိုတဲ့အရာတွေကပါတော့ပါတယ်အများကြီးလျှော့ထားပြီးတော့အဲ့ဒါကြဆိုင်ဒီ human experience ဘက်ကိုပို့တော့တယ်လူလူ ဟိုဘလော့ကောမလို့ဆိုလူဘွားအတွေ့အကြုံတစ်ဖက်ကိုပို့သွားတယ်ပြီးတော့ဒီအပေါင်းအသင်းမိတ်ဆွေတွေအကြောင်းပါတယ်ရုံးကန်ရတာတွေအကြောင်းပါတယ်ပြီးတော့ဒီရုံးကန်ရတဲ့အခြေအနေတွေကနေပြီးတော့တင်ဘလို့တင်ယူခဲ့ရတယ်ဘလို့ပြုပြင်တိဆောက်ခဲ့ရတယ်ဆိုတဲ့အကြောင်းတွေပါတယ်သူသူရေးလိုက်တဲ့ theme ကအဓိကအဖြစ်တော့ humanity ပေါ့ပြီးတော့ empathy ပါတယ်ဒီဟိုကရုဏာပါတယ်အကျဉ်းသာပါတယ်လူသားဆန်မှုပါတယ်ပြီးတော့ mental health နဲ့ပတ်သက်ပြီးတော့သတိချာချာကိုရေးထားတယ် pressure တွေကိုရင်ဆိုင်တဲ့ပုံစံ ပြီးတော့ဆက်ဆံရေးတွေတိစားတဲ့ပုံစံကစားသမားအချင်းချင်းဆက်ဆံရေးတွေနီးပြားတဲ့ဆက်ဆံရေးတွေပြီးတော့အဝတ်လဲကန်းထဲမှာဒီကစားသမားတွေကိုယ်စီအဲ့အဝတ်လဲကန်းထဲကစိတ်ကျဉ်ကျက်စရာအခြေအနေတွေအဲ့ဒီအရာတွေကိုအများကြီးပုံဖော်ပြီးရေးထားတယ်မထာရက်စာဟောကဟိုတချို့ဒီဝါသနာပါတဲ့သူတွေဖက်လဲဖက်နိုင်နေဆိုရင်ရှာပြီးဖက်ဖို့လဲကျွန်တော်အကြံပေးရတယ်ဗောနော်မာတာဟာတကယ်ဟောစာရေးကောင်းတဲ့သူတူပဲဆိုတာကိုကျွန်တော်ခံစားနောက်တစ်ခုကဟို blogger ဆိုတာလဲ Manchester United မှာကစားနေတဲ့အချိန်မှာ Manchester United အသင်းမှာဘူးသူ blog ရှိတယ် အဲ့အဲ့သူ့သူ့ရဲ့ coin block သူ့ရဲ့ဒီသူ့ရေးတဲ့စာတွေကဘလုံးကြောင်းမဟုတ်တော့ဒီအသိန်းပေါ်တွေနဲ့ဟို block com လဲဆိုတော့ဟိုပုံရိပ်လေးတွေဖြတ်နှက်ဖြတ်နှက်ကြည်ရင်းနဲ့နှစ်နှစ်သက်စရာကျဉ်းလို့စရာပုံရိပ်လေးအဲ့ဒီဟာလေးတွေကိုသူသူ့ရေးသွားတာပြီးတော့ဟိုနောက်တစ်ခုကဟိုဘယ်လိုပြောမလဲအဲ့ဒီ suddenly ရဲ့ footballer ဆိုတဲ့ title အဲ့ title ကျွန်တော် sound တွေဖတ်တဲ့အခါကျရင် title ကိုလည်းခံစားလေးရှိတယ်ပြီးတော့ title ဟာဒီကိုဖတ်လိုက်တဲ့ sound တို့လုံးခြုံငုံမိတဲ့ခေါင်းစဉ်ဖြစ်ရလားဆိုတကယ်ကိုခံစားမိတယ်တကယ်ဟိုဟို Spain မှာ Asturias လို့ဒီဒီသားငယ်လေးကကလေးလေးတယောက်အစင်းကနေပြီးတော့ professional ဘောလုံးသမားဘုရားဖြစ်လာတဲ့လူကောင်းသေးသေးလေးနဲ့ Valencia မှာ Chelsea မှာအဲပြီးတော့ဒီ Manchester United မှာအရင်ဆုံးတော့ဒီ Real Madrid လူငယ်အသင်းမှာ Real Madrid Castilla မတိုင်ခင်ကိုသူ အိုဗီရိုးမှာသူကစားခဲ့သေးတယ်။အဲ့တော့ဒီသူသေးလေးနဲ့ဒီလူငယ်လေးတူသူဟာတကယ် out of place ဆိုတဲ့အနေအထားမျိုးသူဝင်တိုးဖို့ခတ်တယ်ဘလုံးသမားတွေထဲဟုတ်ဝင်တိုးဖို့ခတ်တယ်ဆိုတဲ့အနေအထားမျိုးကနေပြီးတော့ဒါကတန်ရာတွေရတယ်ဟိုသူ့ရဲ့ form ကပြုတ်ကျတယ်ဆိုတော့ဒီအခိုက်အတန့်တွေဒီရောက်ခဲ့ပြီးတော့အဲ့ဒီဟာတွေကိုသူကောင်းကောင်းချက်မုံပြတော်တော်လေးကောင်းတယ်ပြီးတော့မှသူဒရီနဲ့ဒီဘလို့စ조사တည်စားတယ်ဘလို့ဖောက်ထွက်တယ်လဲဆိုတဲ့ဟာမှာအဲအပေါင်းအသင်းတွေရဲ့အကူအညီမိသားစုရဲ့အကူအညီအဲ့ဒီအရာတွေကိုရေးပြတာတာ သူတို့ဟိုကစားနောက်ကသူအဲ့မှာသူပါပါလဲဆိုဘောလုံးသမားတွေကဟိုသူ့အယူအဆပေါ့နော်လူတိုင်းကိုသူမစိုးလို့ဘောလုံးသမားတွေဟာငွေကြေးသုံးဖို့အောင်မြင်ကြော်ကြားမှုဆိုတဲ့အရာတွေထပ်ပို့ပြီးတော့ဒီဘောလုံးကစားခြင်းမှာရရှိလာတဲ့ joy ဆိုပျော်ရွှင်မှုတွေပြီးတော့ connection တွေပြီးတော့ community အတွက်အလုပ်လုပ်ပေးနိုင်တဲ့ဩဇာပေါ့နော်ဒီနာမည်ပုံရိပ်အဲ့ဒီအရာတွေအတွက်ပို့ပြီးတော့အလုပ်လုပ်တင်တယ်ပြီးတော့ဒီ education ဒီပညာရေးနဲ့ပြီးတော့ဒီ curiosity လို့ခေါ်တဲ့ ဒီလေလာစူးစမ်းမှုတွေဟုတ်ဘောလုံးရဲ့ talent လို့ပဲအရေးပါတယ်ပေါ့နော်အဲ့ဒီအရာကိုကစားသမားတွေတော့တည်တည်နေပြီးတော့သူတို့ဟိုမျှဝေတင်နေဆိုတဲ့အရာတွေပြီးတော့ဒီလူအဖွဲ့အစည်းကိုဘလို့ပြန်ပြီးတော့ကူညီတင်တယ်လဲဆိုတဲ့အရာတွေကိုအများကြီးပြထားတာဆိုတော့ဒါကြောင့်ဒီဒီအမတ်တာဟိုကျွန်တော် size ရတူလို့တတ်မှတ်လို့ရတယ်လို့ယူဆတာပြီးတော့အဲ့ block ဒီ once once ရဲ့ block ပေါ့နော်ဒီဟိုဟာအဲ့ဒီမှာလည်းရေးထားတာကဒီသူကြည့်တဲ့သူလက်တော် အဲကြည်ပြတဲ့ရုပ်ရှင်အကြောင်းလို့သူလက်တော်ကြည်ပြတဲ့အားကစားအစီအစဉ်အကြောင်းပွဲတစ်ပွဲအကြောင်းလို့ပြီးတော့သူဖတ်ဖြစ်တဲ့စာအကြောင်းလို့အဲ့ဒီဟာကြီးရေးတယ်ပြီးတော့ live အကြောင်းတွေရေးတယ်ဟို match reviews တွေပါသူရေးတာမဟုတ်ပြီးတော့ဒီ fans တွေဟိုဒီ team mates တွေအကြောင်းကိုပို့ပြီးတော့တီးအောင်လို့အဲရေးစရာလေးနေအဲ့လိုလေးရေးတာ one matters ကဆိုတော့ one matters ကကျွန်တော်တော်တော်လေးချစ်တယ်ဟိုချစ်တယ်လို့ပြောလို့ရတယ်လေးလေးစားတယ် ပညာလည်းအင်မတန်တော်တယ်စာရေးလည်းအင်မတန်ကောင်းတယ် intellectual လည်းဖြစ်တယ်တခါသူ့ရဲ့ဒီ society အတွက်ပြန်ပြီးတော့အခုအလုပ်လုပ်နေတဲ့အရာတွေအများကြီးပဲအခုတချို့ဟာတွေဆိုကျွန်တော်ထပ်ပြီးတော့ကျွန်တော်တို့ပြောရရင်ကျွန်တော်တို့ဟိုတချို့ project တွေပေါ့နော်ဥရောပရဲ့နေရာအနှံ့ပြမှာလည်းသူ live လုပ်နေတာရရှိတယ်ပြီးတော့ဒီဥမာဥရောပ city ဒီမြို့ကြီးတွေကိုဒီလှည့်လည်ပြီးတော့ ရင်ကျေးမှုနဲ့ဆက်နွယ်တဲ့ပြပွဲတွေပြီးတော့ပကြီးပြပွဲတွေအဲ့အဲ့ဒီအရာတွေကိုလည်းဝါမတာလုံနေတယ်ပြီးတော့ဒီဓာတ်ပုံပြပွဲတွေလည်းဝါမတာလုံတယ်ပြီးတော့ဒီ insulation up ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေဟို game ရဲ့ဒီ emotion ဖြစ်ခြင်းကိုပေါ်လွင်စေတဲ့ဟာတွေအဲ့အဲ့ဒီအရာတွေသူအများကြီးလုံနေတယ်အဲ့လုံတဲ့အပြင်ကိုတစ်ခါတစ်ခါဒီဘောလုံးပွဲတော်တွေလည်းလုံတယ်ဘောလုံးပွဲတော်တွေလုံတဲ့အခါမှာနံပါတ်ကြီးကစားသမားတွေလည်းအများကြီးဝင်ပြီးတော့ပေါင်ဝင်ကြတယ်အားဖြစ်ကြတယ်သူကဒီပွဲတော်မှာ ကနေပြီးတော့ဒီကစားဝင်ပါတဲ့ကစားသမားတွေအကုန်လုံးဟာသူတို့သူတို့ဘယ်လိုခေါ်မလဲဆိုတော့သူတို့ရဲ့အလှူတွေပေါ့နော်ဝင်ပါရမယ်ပြီးတော့သူတို့သူတို့အနေနဲ့သူတို့ဝင်ငွေရဲ့1%ကိုလှူရတယ်လှူပြီးတော့အဲ့ဒီရတဲ့ဟာကိုဒီဘယ်လိုခေါ်မလဲလူမှုရေးအလုပ်တွေပြန်လုပ်ဖို့အတွက်အဲ့မှာလည်းကစားသမားတွေအများကြီးဝင်ပါကြတယ်ဒီ Yavan Club တို့လိုနီးပြားတွေလည်းဝင်ပြီးတော့ပါကြတယ်ပါကြပါပြီးတော့အဲ့ဒီဟာဝမ်မတာလုံနေတာတွေကအများကြီးပဲဒါကြောင့်အရန်ချစ်ဖို့ကောင်းတယ်အရန်လေးစားဖို့ကောင်းတယ်ဝမ်မတာ ဟာဒါပရိသတ်တွေကအခုဝမ်မတာဆိုရင်ဒါမေ့နေကြမှာဒါတချို့ကြတော့လေဟိုတိတိကောင်းတိပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်အားလုံးတိသွားအောင်လို့ကျွန်တော်ဒီအစီအစဉ်ကနေပြီးတော့ဝမ်မတာဆိုရက်ဒီနာမည်ကျော်ဘောလုံးသမားဟောင်းတယောက်အခုဆိုလူသားအကျိုးပြုလူဒီလူဘလော့ကောမလဲဆိုတော့ဒီလူမှုအခြေပြုရင်ကျင်းမှုအခြေပြုကိစ္စတွေသူဘာတွေလုပ်နေသလဲပြီးတော့ဒီအမျိုးသမီးပါဝါအတွက်သူဘာတွေလုပ်နေသလဲဆိုတဲ့အကြောင်းအရာကိုသုံးသပ်တင်ဆက်လိုက်တာဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့ကြတယ်မနီဘောမြန်မာရဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်